pre wedding ကိုလူတိုင်းမလုံနိုင်တဲ့ဒေါ်လာတလောက်တန်းချီတန်တဲ့ helicopter ကြီးနဲ့အမိုက်စားရိုက်ကူးခဲ့ကြတဲ့ဟင်းဝရံနဲ့စိုးပြေတဲ့စဉ်ဟင်းဝရံနဲ့စိုးပြေတဲ့စဉ်တို့ကချစ်သူဖြစ်တာ6နှစ်လောက်ရှိပြီမြင်လူတွေမသိအောင်သူဝက်ကတွဲခဲ့ကြတာပါမကြံသေးခင်ကမှချစ်သူဖြစ်ကြောင်းထုတ်ပြောကလက်ထပ်ပွဲနဲ့တူ surprise တိုက်လာခဲ့တာဖြစ်ပါတယ်။၆နှစ်လောက်လူမသိသူမသိချိတ်ခဲ့ရတဲ့အတွက်ဟင်းဝရံနဲ့စိုးပြေတဲ့စင်တို့ကအခုချိန်မှာအပွင့်လင်းအမြင့်သာဆုံးထုတ်ချစ်နေကြတာဖြစ်ပါတယ်။စိုးပြေတဲ့စင်နဲ့ဟင်းဝရံတို့ကဆက်ဆက်ပြီးသွားပြီဖြစ်တဲ့အတွက် မကြာခင်မှာလာမယ့်၁၇ရက်နေ့မှာလက်ထပ်ပွဲကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ်။လက်ထပ်ပွဲမကျင်းပခင်မှာဟင်းဝီရံနဲ့စိုးပြေးတစင်တို့က pre-wedding ရိုက်ထားခဲ့ကြသေးတာပါ။မင်္ဂလာပွဲမစခင် pre-wedding ရိုက်တာကပုံမှန်ဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ကလည်းအမိုက်စားပုံတွေကိုချပြလာခဲ့တာပါ။စိုးပြေးတစင်တို့က pre-wedding အတွက်မြန်မာနိုင်ငံမှာရိုက်ခဲ့ကြတာမဟုတ်ပါဘူး။တရုတ်နိုင်ငံအထိသွားကငွေကုန်ကြေးကြများစွာခံကသွားရိုက်ခဲ့ကြတာပါ။ တရုတ်နိုင်ငံတောင်လူအများသွားလာနေတဲ့မြို့ရင်းမှာမဟုတ်ပေတောတမာဝရှုခင်းနဲ့ခီးတဲ့တွေသွားများတဲ့နေရာတစ်ခုမှာသွားရိုက်ခဲ့တာပါနိုင်ငံသားသားအနေနဲ့သွားတာဖြစ်လို့ဇေယိတ်ကပိုကုံနဲ့ပြင် pre-wedding ရရင်ပိုပေးရတဲ့နေရာတွေမှာသွားရိုက်ခဲ့တာပါဒါကြောင့်မို့ဒေါ်လာကိုအိတ်ထဲအပြည့်ထဲကငွေကုန်ခံရတဲ့ pre-wedding တစ်ခုဆိုလဲမှမပါဘူးဟင်းဝရံနဲ့ဆိုးပြေးတဲ့ဇင်တို့က pre-wedding ကိုပုံမှန်သူများရိုက်နေကြပုံစံနဲ့မရိုက်ပါဘူးသူများတွေကရိုးရှင်းဆုံးသာရိုက်ကြတဲ့အတွက်သူကတော့ထူးဆန်းသောအောင်ဟယ်လီကော်ပတာကြီးနဲ့ကိုရိုက်ခဲ့တာဖြစ်ပါတယ် ဟယ်လီကော်ပတာကြီးနဲ့ဓာတ်ပုံရိုက်ဖို့ဆိုတာဒေါ်လာထောင်နဲ့ချီများစွာအကုန်ကျခံရတာဖြစ်ပါတယ်။ဟယ်လီကော်ပတာတစ်စီးရဲ့တန်ဖိုးရင်အတော်လေးကိုဈေးကြီးတဲ့အတွက်ငားရမ်းတဲ့အခါမှာလည်းဈေးကြီးတာဖြစ်ပါတယ်။ဒါအပြင်ပြန်တန်းခွင့်လိုင်းစင်တွေလည်းတင်ရကအတော်လေးကိုရှုပ်ပါတယ်။ဒါပေမဲ့စိုးပြစ်တဲ့စင်ကအထူးဆန်းလေးဖြစ်ချင်တဲ့အတွက်ဟယ်လီကော်ပတာကြီးနဲ့ကိုရိုက်ချလိုက်တာဖြစ်ပါတယ်။ ဟယ်လီကော်ပတာကြီးကိုနောက်ခံမှာထားထားကရှေ့မှာဟင်းဝင်ရနဲ့စိုးပြေးတစင်တို့ကဟယ်လီကော်ပတာကနေဆင်းလာတဲ့ပုံစံနဲ့ရိုက်ထားတာဖြစ်ပါတယ်။စိုးပြေးတစင်ကအဖြူရောင်ခေါင်ဝင်လေးကိုဝစ်ဆင်ထားတယ်လို့ဟင်းဝင်ရကတော့အညူရောင်ကုတ်အရှိကြီးကိုဝစ်ဆင်ထားတာပါ။သူတို့သွားရတဲ့တရုတ်ပြည်ကအေးတဲ့ဒေသတစ်ခုဖြစ်တာမို့အခုလိုပြင်ဆင်ထားတာဖြစ်ပါတယ်။ဟင်းဝင်ရနဲ့စိုးပြေးတစင်တို့ကကြီးလိုက်တာနဲ့ရိုးတဲ့ပုံစံလေးတွေနဲ့အမိုက်စားရိုက်ထားကြတာပါ။ဝစ်စုံကိုလည်းတစုံနဲ့မဟုတ်ဘဲနှစ်စုံနဲ့ရိုက်ထားခဲ့ကြပါတယ်။နောက်တစ်စုံကတော့ဆောင်းနှင်းကာလဝစ်စုံပုံစံနဲ့ရိုက်ထားကြတာပါ။ တယောက်နဲ့တယောက်နန်းတဲ့ပုံစံတွေလည်းရိုက်ထားတာမို့လူဝဲများကအသေးရနေကြရတာဖြစ်ပါတယ်။လက်ဝဲနဲ့စိုးပြစ်တစင်တို့ကအနေအေးသူတွေဖြစ်တာမို့အခုလိုတပ်ပုံတွေရိုက်ကြမယ်လို့မထင်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့ထူးဆန်းစွာနဲ့ရိုက်ထားကြလို့အားလုံးကအထူးဆန်းနေဖြစ်နေကြတာပါ။တချို့ကလည်းသူတို့နှစ်ယောက်ကိုဆိုရင်အပြစ်သာပြောချင်တာမို့ဝစ်စုံတွေကမလိုက်ဖက်ဘူးလို့ပြောဆိုတာကရှိပြန်တာပါ။ဝစ်စုံကမလိုက်ဘူးလို့ပြောဆိုတဲ့ပုံမှာသူတို့နှစ်ယောက်ကတော့ဘာမှမတုံ့ပြန်ကြပါဘူး။ဒီတစ်ခေါက်မှာစိုးပြစ်တစင်ကဖက်ရှင်ခွမ်းနဲ့လို့တော့ဝေဖန်ခံရတာမျိုးမရှိတော့ပါဘူး။ စိုးပြည့်စည်ရဲ့ဝစ်ဆောင်ကိုမြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာမိုးကုတ်ပေါပေါကချုပ်ပေးထားတာဖြစ်ပါတယ်။မိုးကုတ်ပေါပေါကမင်းသမီးလေးတစ်ပါးဖြစ်အောင်ခေါင်းဝင်အရှိကြီးကိုချုပ်ထားပေးရပါ။တန်မိုးကလည်းတင်ရချီပမာဏရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဖက်ရှင်ကွမ်းလည်းလိုဝေဖန်ကြတဲ့အတွက်စိုးပြည့်တည်စင်က fashion နဲ့ပတ်သက်ရင်အသေးစိတ်ကိုပြင်ဆင်ထားတာဖြစ်ပါတယ်။စိုးပြည့်တည်စင်ကဓာတ်ပုံရိုက်ဖို့အတွက်ဒေါ်လာများစွာအကုန်ကြခံတာမို့မင်္ဂလာပွဲအစစ်ကြရင်လည်းအခမ်းအနားဆုံးဖြစ်အောင်လုပ်ပေးမှာပါ။ခုလိုကုန်ကြတာတွေအားလုံးကိုစိုးပြည့်တည်စင်တို့ကအကုန်ကြခံစရာမလိုပါဘူး။ ငွေအလုံးကိုဟင်းဝီရန်တို့မိသားစုဘက်ကနေသာစီစဉ်ပေးတာဖြစ်ပါတယ်။စိုးပြစ်တစဉ်ကိုတန်မိုးထားကြောင်းပြသခြင်းတဲ့အတွက်တင်းနှောင်းတင်းတယ်လုပ်ပေးတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မို့စိုးပြစ်တစဉ်ရဲ့အမစိုးမြတ်သူစားဆိုရင်လည်းဟင်းဝီရန်တို့ရဲ့မိဘတွေကိုကျေးဇူးတင်ကြောင်းပြောဆိုထားပါတယ်။ဟင်းဝီရန်တို့မိဘတွေကစိုးပြစ်တစဉ်ကိုတမိတယောက်လိုကိုချစ်ပေးကြတာဖြစ်ပါတယ်။ဟေးဝရန်ရဲ့စိုးပြစ်တဲ့ဇင်တို့ကအစူလျားရစ်ဘက်မင်္ဂလာပွဲကိုလာမယ့်နိုဝင်ဘာလ14ရက်နေ့မှာစလုပ်မှာလို့သိရပါတယ်။ နိုဝင်ဘာလ14ရက်နေ့ကဆူလျာရက်ပတ်နိုဝင်ဘာလ15ရက်နေ့ကညစာစာမင်္ဂလာပွဲကိုကျင်းပသွားမှာပါမင်္ဂလာပွဲက6ပွဲကျင်းပမှာဖြစ်ကအခုလက်ရှိမှာတော့3ပွဲကိုသာတရားဝင်သိရသေးတာဖြစ်ပါတယ်ဟင်းဝင်ရုံမိသားစုရဲ့တံမိုးထားခြင်းကိုခံရတဲ့စိုးပြေတဲ့စဉ်ပုံအမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်